ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကရဲ့ဒီဇင်နရကျမ်းမာရေးဌာနကအကြီးပိုင်းတွေကအငယ်ပိုင်းတွေရောအလုပ်တွေပြုတ်ကုန်ကြပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်စုံကတော့ Writer သတင်းဌာနက April 10ရက်2025မှာထုတ်ပြန်သွားတာကတော့သမ္မတ Trump ရဲ့အစိုးရအဖွဲ့ဟာမနေ့က အင်္ဂါနေ့မှာအမေရိကအနှံ့အပြားမှာရှိနေတဲ့ကျန်းမာရေးဒေသန္တရဌာနမှဝန်ထမ်းထောင်ပေါင်းများစွာကိုဒီကနေ့ကစပြီးအလုပ်လုပ်စရာမလိုတော့ကြောင်းစာရေးပို့အကြောင်းကြားခဲ့ပြီးအလုပ်မှဖြုတ်ပစ်လိုက်ပါတယ်။ပြီးခဲ့တဲ့မတ်လရောကလည်း6လစာခန်းစား권ယူပြီးပင်စင်ယူပြီးအခုအလုပ်ကထွက်မလာဒါမှမဟုတ်အစိုးရကစာပေးပြီးအလုပ်ဖြုတ်တဲ့အထိစောင့်မလားလို့စာရေး email တွေပို့ပြီးဒေသန္တရဌာနမှာ အလုတ်မဲမဲရရမရှိဘဲပိုရှန်နေတဲ့ဝန်ထမ်းတွေကိုမေးခဲ့ရာအယောက်1000လောက်က အခုပင်6လစာခန်းစားခွင့်နဲ့အလုတ်ထွက်ပြီပြောကထွက်ခွာခဲ့ကြပြီးအခုတော့နောက်ထပ်အယောက်1000လောက်ဟာအလုတ်ထပ်ပြုတ်ကြပြန်ပါတယ်။အလုတ်ကဖြုတ်ပစ်လိုက်ပြီဆိုတဲ့အကြောင်းကြားစာတွေဟာဆိုရင် မနေ့ကမနေ့ကစပြီးတော့ဒေသန္တရကျမ်းမာရေးဌာနကဝန်ထမ်းတွေကသူတို့ရဲ့အုပ်ချုပ်ရေးမန်နေဂျာတွေစီကိုပါရောက်ရှိခဲ့ပါတယ်။ အဲ့ဒီကျန်းမာရေးဌာနအပြင် FDA လို့ခေါ်တဲ့အမေရိကရဲ့အစားအသောက်တွေပေါ်ထိန်းချုပ်စစ်ဆေးတဲ့ဌာနမှဝန်ထမ်းတွေကအမေရိကန်အမျိုးသားကျန်းမာရေးဌာန CDC လို့ခေါ်တဲ့ကူးစက်ရောဂါတွေထိန်းချုပ်ရေးဌာနကဝန်ထမ်းတွေကအဲ့ဒီအဖွဲ့အစည်းတွေနဲ့ဆက်ဆက်လျက်ရှိတဲ့အဖွဲ့အစည်းငယ်တွေကဝန်ထမ်းတွေပါပါဝင်ပါတယ်။အဲ့ဒီအထက်ဖော်ပြပါဝန်ထမ်းတွေဟာသူတို့အလုပ်ပြုတ်သွားကြတာကိုကြိုတင်မသိလိုက်ရဘဲနဲ့အလုပ်ထဲဝန်ရံတန်းစီနေခြင်း time card လို့ခေါ်တဲ့စက်မှာဝင်တန်းကတ်ချစ်လို့မရပဲသူတို့ရဲ့အုပ်ချုပ်သူတွေကနေပြီးတော့ဒီနေ့ကစပြီးအလုပ်မရှိတော့ဘူးအိမ်ပြန်ရန် ပြောပြီးကတ်ပြားတွေကိုတင်စီလိုက်မှသူတို့တကယ်အလုပ်မရှိတော့ကြောင်းသိရပါတယ် American ကျန်းမာရေးဌာနဝန်ကြီး Robert Kennedy Jr. ကပြောသွားတာကတော့အခုလို ကျန်းမာရေးဌာနမှထောင်ပေါင်းများစွာသောသူတို့သူတွေကိုအလုံးမရဆိုင်လိုက်ရခြင်းဟာအမေရိကမှာအလွန်ဆိုးရွားစွာတန့်ပွားနေတဲ့ ဘျူရိုကရေစီစနစ်စိုးကြီးကိုရပ်တန့်ပြင်ရန်နဲ့အခုအစိုးရအသည့်အဖွဲ့အနေနဲ့အဖက်ဖက်ကနေပြီးတော့ယိုယွင်းပြီးလုံးဝကြာဆင်းနေတဲ့အမေရိကရဲ့ထုံပေါင်းများစွာသောဘီလီယံဒေါ်လာတွေမလိုအပ်ပဲမကုန်သင့်ပဲအစိုးရဌာနတွေမှာအလုံမမြဲရရမရှိပဲနှစ်ပေါင်းလပေါင်းများစွာအမြင့်တွေပြီးအစိုးရလာစားပြည်သူတွေရဲ့အခွန်ငွေတွေကို ထိန်းစားနေကြတဲ့ပိုရှန်နေတဲ့ဝန်ထမ်းတွေအကြီးအကဲယာတို့ယူထားသူတွေကိုရှင်းလင်း ဖယ်ရှားတာပဲဖြစ်ကြောင်းအမေရိကန်ကျမ်းမာရေးဌာနကို အလွန်ကြစ်လက်မှာကြောတဲ့အဖွဲ့အစည်းတစ်ခုဖြစ်အောင်ပြုပြင်နေကြောင်းသတင်းများကိုသူကပြောပါတယ်။ဒါ့ပေမဲ့လည်းအလုတ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေနဲ့အရာရှိတွေကတော့အစိုးရကအခုလိုပြုလို့မှုဟာအမေရိကန်ကျမ်းမာရေးနဲ့စေဝါးခြောက်ပြေပြုစုတဲ့ဌာနတွေကိုလွန်စွာထိခိုက်သွားမှာဖြစ်ကြောင်းပြောပါတယ်။ NPR သတင်းဌာနနဲ့အင်တာဗျူးလုပ်ခဲ့တဲ့သမရဘိုင်ဒန်လက်ထက်တုန်းက COVID-19 ယောဂဌာနမှာအမှုဆောင်ဒါရိုက်တာဒေါက်တာအရှိတ်ဂျာကတော့ဒီလိုလုပ်ရမျိုးတစ်ခါမှမကြုံဘူးမကြားဘူးပါဘူးလို့ပြောသွားခဲ့ပါတယ်။ပြီးတော့သူကကျွန်တော်တို့ရဲ့ CDC ဌာနဟာဆိုရင် ကမ္ဘာမှာဖြစ်ပွားနေတဲ့ကပ်ယောဂါဆိုးတွေကို လေ့လာဖို့ကာကွယ်ဖို့တားဆီးပြီးစုံစမ်းမှုတွေစမ်းသပ်မှုတွေဆေးဝါးထုတ်လုပ်မှုတွေလမ်းညွှန်မှုတွေထုတ်လုပ်ပြီးလူ သူနဲ့အတိုင်းဝိုင်းရဲ့ပတ်ဝန်းကျင်ကျမ်းမာရေးအတွက်လုပ်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်းဆက်လက်ပြောဆိုသွားပါရစေ။ Trump ရဲ့အစိုးရအဖွဲ့ကတော့ COVID-19 ကပ်ရောဂါဟာအခုဆို လူသားတွေရဲ့စေဝိုင်းနဲ့ကျန်းမာရေးတွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ CDC အဖွဲ့ကတော့ဝင်ရွက်တွေအကုန်ဆက်ရှိနေပြီးနှစ်စဉ် American Dollar 2 billion ကိုသုံးစွဲနေစေဖြစ်ပါတယ်။အဲဒါကြောင့်လိုအပ်တဲ့ဝန်ထမ်းအရေးအတွက်ကိုသာ ခြံထားခဲ့ပြီးပိုနေတဲ့ဝင်တန်း2400ကိုအလုံးမှရက်ဆက်ပြစ်လိုက်ကြောင်းကြေညာသွားခဲ့ပါတယ်။ FDA ဌာနအစားအသောက်နဲ့ဆေးဝါးထိန်းချုပ်ရေးဌာနကလည်းဝင်တန်းပေါင်း3500လောက်အလုံးလက်မဲ့ဖြစ်သွားပါပြီ။ဝင်တန်းပေါင်း6000လောက်နဲ့လေပတ်နေရမှာအခုတော့တဝက်ကျော်ကျော်လောက်အလုံးလက်မဲ့ဖြစ်ခဲ့ပါတယ်။ FDA ရဲ့အဖွဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့သူကတော့သူနဲ့တူလုတ်ပြုတ်သွားတဲ့ဝင်တန်းတွေစုပေါင်းပြီး ဆိုရှယ်မီဒီယာတွေပေါ်ကနေမတရားအလုပ်ပြုတ်ခံရခြင်းပဲဖြစ်ကြောင်းပြောသွားပါမယ်လို့သိရပါတယ် FDA ကော်မရှင်နာဖြစ်ပြီးသမရဟောင်းဂျိုးဘိုင်ဒန်လက်ထက်ကလုပ်ခဲ့သူဒေါက်တာရောဘတ်ကလစ်ကတော့သူ့ဝန်ထမ်းများအလုံးမှထုတ်ပြန်အီးမေးလ်တွေရရှိတာကို စိတ်မသက်မသာဖြစ်ပြီးယာတို့မှဇန်နဝါရီလအကုန်မှာနှုတ်ထွက်ခဲ့ပါတယ်။ Elon Musk ရဲ့ Doge အဖွဲ့ကတော့ American အစိုးရအဖွဲ့ကို จิตလက်ခိုင်မစွာဖွဲ့စည်းပြီးမလိုအပ်တာတွေပိုနေတာတွေကိုဖြုတ်ထုတ်ပြီးမုန်းမှန်နေရုံနဲ့တွေမပြီးသေးအဲ့ဒီအစိုးရဝန်ထမ်းတွေကွန်ဂရက်ကလွှတ်တော်အမတ်တွေဟာအစိုးရလာစာတခုရဲနဲ့တွင်ဘာကြောင့်ဒီလောက်တောင်ဒေါ်လာတန်းကျဲတထည်တွေဖြစ်ပြီးချမ်းသာကြွယ်ဝနေတာလဲဆိုတာတွေကိုမိကုံထုတ်လိုက်ပါတယ်ပြီးတော့အဲ့ဒီလူတွေရဲ့နောက်ကျောင်းတွေယာဇဝင်တွေကို အကုန်လိုက်ဖို့ထုတ်တော်မှာဖြစ်ပြီး ရှာတွေ့တာမှန်သမျှအရေးယူနိုင်ဖို့ပြည်သူတွေကိုချပြသွားမယ်လို့ပြောပါတယ်။အခုဆိုရင်အမေရိကန်တရားရုံးတွေမှာအစိုးရအဖွဲ့ကအလုပ်ပြုတ်သွားတဲ့ဝန်ထမ်းတွေက Trump အစိုးရအပေါ်မှာရော Elon Musk ရဲ့ Doge အဖွဲ့ပေါ်မှာရောတရားစွဲဆိုမှုတွေများစွာရှိနေပြီးတရားရုံးအနေနဲ့ Elon Musk ဦးဆောင်တဲ့ Doge အဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာဘာကြောင့်ဒီလောက်များပြားလာတဲ့အစိုးရဌာနတွေဝန်ထမ်းတွေ ကိုအလုတ်လက်မဲ့ဖြစ်အောင်ပြုလုပ်ရလဲဆိုတာကိုကြားနာပြီးစစ်ဆေးတွားပွဲရှိရလို့သိရပါဗျ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီကနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုက်နေတက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့ပါပါ။ So please take care of yourself and each other. Bye bye.